မင်းညရုံကမင်းသမီးတိမ်မိုရဲ့သူငယ်ရှင်ပဲစာကမင်းသမီးနဲ့ပတ်သက်ပြီးဘာတွေထွက်ပြောလဲဆိုတော့ပဲစာပြောတာကလုံခဲတဲ့10နှစ်လောက်လုံကဒါကြာခဲ့ပြီရှင်ဒါပေမဲ့မင်းသမီးကိုသူများအထင်လွဲနေတာတွေ အမှန်တရားသိစေဖို့သူထွက်ပြောတာမင်းသမီးကပြောပိုင်ခွင့်မရှိတော့ဘူးကဲလို့မင်းသမီးကအသက်ရှင်လဲရှိနေလဲမင်းသမီးကဒီကိစ္စကိုထွက်ပြောမှာမဟုတ်ဘူးဒါဒီကိစ္စနဲ့ပတ်သက်ပြီးအားလုံးကမင်းသမီးကိုပဲအထင်မှားကြတယ်မင်းသမီးအမားလို့ပဲထင်ကြလို့အခုသူကမင်းသမီးအတွက်ထွက်ပြောပေးတာလို့ပြောတယ်ရှင့်ပဲစားသူပြောတာကတော့လွန်ခဲ့တဲ့10နှစ်လောက်လုံးကတိမ်မိုကအဆူတော်တယောက်နဲ့တွဲတယ် အဲ့ဒီအစိုးတော်ကဘယ်သူဘယ်ဝါဆိုတာလဲပဲစားကနာမည်မတက်ဘူးဒါပေမဲ့အလုံးကတော့တီးလောက်တယ်ရှင်အဲ့ဒီအစိုးတော်ကဘယ်သူလဲဆိုတာမင်းသမီးကအဲ့ဒီအစိုးတော်နဲ့တွေ့တော့အဲ့ဒီအစိုးတော်ကမင်းသမီးအိမ်ကိုလာနေတယ်တရှင်အဲ့ဒီအစိုးတော်မင်းသမီးအိမ်ကိုလာနေတဲ့အချိန်မှာစင်ကယ်သစီးပဲပါလာတယ်အဲ့တော့ကမင်းသမီးပိတ်ဆံနေရှိတော့မင်းသမီးကအဲ့ဒီအစိုးတော်အတွက် BMW ကားသစီးဝယ်ပေးတယ်အဝတ်အစားတွေလည်းဝယ်ပေးတယ် အိမ်ဖိုးမီဖိုးရီဖိုးအစာမင်းသမီးအကုန်လုံးထုတ်ပေးတယ်အဲ့ဒီအမျိုးသားရဲ့လက်ထက်လက်စွပ်ပါမင်းမိတဲ့မောင်ကဝယ်ပေးတဲ့သူဖြစ်တယ်။တိမ်မောအဲ့ဒီအစိုးတော်နဲ့တွဲကြတဲ့ကအလုပ်တွေတိတ်မရှိတော့ဘူး။ပြီးတော့မင်းမိဘာပဲလှုပ်လှုပ်ဘာပဲပြောပြောအဲ့ဒီအစိုးတော်ရဲ့ပြိတ္တတွေကမင်းမိကိုပဲအပြစ်တင်တယ်။နောက်ဆုံးမင်းမိကအဲ့ဒီအစိုးတော်နဲ့မင်္ဂလာဆောင်လိုက်တယ်။မင်းမိအဲ့ဒီအစိုးတော်နဲ့မင်္ဂလာဆောင်တဲ့နောက်ပိုင်းမင်းမိပဲအလုပ်ပါသွားတာမဟုတ်ဘူး။အဲ့ဒီအစိုးတော်နဲ့အလုပ်ပါသွားတဲ့တခြင်း အဲ့ဒီဆိုတော့အလုတ်ပါတယ်ဆိုပေမဲ့အလုတ်ကရှိသေးတယ်မင်းသမီးခါကျတော့အလုတ်လုံးဝမရှိတော့တဲ့ရှင်အဲ့တုန်းကအဲ့ဒီအိမ်ထဲမှာမင်းသမီးနဲ့အဲ့ဒီဆိုတော့ပဲနေတာမဟုတ်ဘူးပေးစားလေအဲ့ဒီအိမ်မှာနေတယ်ဒါကြောင့်အဲ့ဒီအိမ်မှာဘာတွေဖြစ်ပျက်ခဲ့တာလဲမိန်းသမီးဘယ်လိုတွေခံရတာလဲဆိုတာပေးစားသူ့အကုန်လုံးသိတယ်တဲ့ရှင်မိန်းသမီးအလုံးမရှိတော့နောက်ဆုံးမိန်းသမီးပိုက်ဆံလဲတိတ်ပြီးမရှိတော့ဘူးတည့်ရက်မှာတော့မိန်းသမီးက မီးခွန်နဲ့ရေခွန်ဆောင်ရမယ်မင်းသမီးငွေမရှိတော့အဲ့ဒီအစတော်ကိုယောက်ျားပြောရမယ်ရှင်အဲ့တော့ကမင်္ဂလာဆောင်ပြီဆိုတော့အာအဲ့ဒီအစတော်ကိုပိတ်ဆံသွားတောင်းတယ်တောင်းတော့အဲ့ဒီအစတော်ကပေးတယ်ဒါပေမဲ့မကြဘူးအဲ့ဒီအစတော်ကအဲ့ဒီမီးခိုးရေဖိုးကိုမင်းသမီးကိုပြန်လာတောင်းတယ်တရှင်ပြီးတော့တရက်မှာတော့မင်းသမီးနဲ့ပဲအစားကားရှိမိုင်ကိုတက်သွားတယ်ဘန်ကောက်ကိုပြန်ရောက်လာတော့နေနေရင်အဲ့ဒီအစတော်ကစင်မြစ်ပေါ်မှာ ူနဲ့မင်းသမီးနဲ့ဟိုရှင်လိုက်ပြီးသူပဲမားတာပါလို့ထွက်ပြောတယ်တရှင်ကအဲ့ဒီအစတော်ကမင်းသမီးနဲ့လမ်းခွဲပြီးပြောတော့လူတွေအားလုံးကြီးပါကပြောကြတယ်အဲ့ဒီအစတော်ကဝတ်ကျွပြီးလို့ပဲပြောကြတယ်မင်းသမီးကိုပဲရိုးကြတယ်မင်းသမီးကိုပဲအပြစ်တင်ကြတယ်တရှင်ကအဲ့ဒီအစတော်ကမင်းသမီးနဲ့လမ်းခွဲတော့မင်းသမီးလည်းဝယ်ပေးခဲ့တဲ့ကားကိုပြန်ယူလိုက်တယ်ပြန်ယူတော့ ပရိသတ်တွေလည်းမင်းသမီးအဲ့ဒီအစိုးရကိုကိုဝယ်ပေးခဲ့မှလည်းမသိဘူးမင်းသမီးကအဲ့ဒီအစိုးရရဲ့ပိုင်ဆိုင်မှုကိုယူတယ်လို့ပဲထက်ပြီးထွက်ယိုးကြတယ်ထွက်ဝေဖန်ကြတယ်မင်းသမီးဘယ်လိုပဲရှင်းပြရှင်းပြအဲ့တုန်းကပဲသူကမှမင်းသမီးရဲ့စကားကိုနားမထောင်ကြဘူးမင်းသမီးကိုမယုံကြဘူးတရှင်းနောက်ဆုံးမင်းသမီးကမခံစားနိုင်တော့လို့အဲ့လိုမျိုးဆေးတောက်ပြီးကိုကိုကိုအဲတက်ဖို့လှုပ်လိုက်တယ်သူများအချိန်မီစိတ်ုံတော့ပို့နေလို့မိသမီးကအသက်ပြင်ရှင်နေရှင် မင်းသမီးအဲ့လိုမျိုးတေပြတာတော့မှအဲ့တော့ကသူများကမင်းသမီးကသူများစိတ်ဝင်စားမှုရအောင်အဲ့ဒီအဆိုတော့မင်းသမီးကိုပြန်ရှာအောင်မင်းသမီးလှုပ်ယူတယ်လို့ပဲမင်းသမီးကိုဝေဖန်ကြတယ်တရှင်ဒါကမင်းသမီးရောဘတူကမှထပ်မပြောဖူးတဲ့အမှန်တရားတွေလို့ပေစာကပြောတယ်ရှင်လူအများမင်းသမီးကိုအထင်လွဲခဲ့တာတွေမင်းသမီးတရားမြတ်တာမှုရဖို့သူများအမှန်တရားတီးဖို့ ဖက်ပြောရတာလို့ပယ်စာကပြောခဲ့တယ်ရှင်အဲ့ဒီအစတော်ကအဲ့လိုမျိုးအကျင့်ရှိတယ်လို့ပယ်စာကပြောရှင်တာ